ရီမင်းနိုင်ငံနောက်ပိုင်းမှာရှိတဲ့မဟာဗျူဟာကျတဲ့မုခဆေကံမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ရတဲ့အစိုးရတက်တီဟာဟူတီတပုံတွေကိုဖေရိုင်လက်ရှိရနေကထိုးစစ်ဆင်ခဲ့ရ။နှစ်ဖက်ပေါင်းတေဆုံးသူအရေအတွက်ကတော့32ဦးရှိရလို့စစ်ဘက်ကနေသတင်းထုတ်ပြန်ခဲ့ပါတယ်။ရှိမေတမရရဲ့တစ္ဆာကန်တက်တွေဟာမူခမျိုးအတွင်းထိုးစစ်ဆင်ခဲ့တာကြောင့်ဟူတီတပုံတွေဟာမြို့ရဲ့မြောက်ပိုင်းနဲ့အနောက်ပိုင်းနယ်မြေတွေကိုဆုတ်ခွာခဲ့ရတယ်လို့စစ်ဘက်ကပြောပါရယ်။ စော်ရီဥဆောင်တဲ့မဟာမိတ်ညွန်ပေါင်းတပ်ဖွဲ့တွေရဲ့ပြစ်ကူပေးမှုနဲ့အတူအစိုးရတပ်တွေဟာမဟာပြူဟာကြတဲ့မူခစေကံမျိုးအတွင်းကိုပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကဝင်ရောက်ခဲ့ကြပြီးတပုံတွေကိုဖယ်ရှားဖို့အကြိုးပမ်းခဲ့ကြပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာတော့တပုံတွေဘက်ကနေ24ဦးကြာဆုံးခဲ့ပြီးစစ်တပ်ဘက်ကတော့10ဦးသေဆုံးခဲ့လို့လည်းစေကူတာရဲ့အဖွဲ့တွေကပြောပါတယ်။ မိုးခမြို့ဟာယီမင်နိုင်ငံရဲ့ကော်ဖီတင်ပို့ရာအထက်ခြားကြတဲ့စိတ်ကမ်းမြို့လည်းဖြစ်ပါတယ်။ဆော်ဒီဥဆောင်တဲ့မဟာမိတ်တပ်တွေရဲ့ထောက်ပံ့ပေးမှုတွေနဲ့တူမဟာဗျူဟာကြပြီးဘတ်အယ်မန်ဘတ်ဂျေလက်ကြားကိုမိုးထားတဲ့ကန်ယူရန်နေရာကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ယီမင်ဆိုရတပ်တွေဟာဟူတီတပုံတွေကိုပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့ကစတင်ထိုးစစ်ဆင်ခဲ့ကြပါတယ်။ပင်လယ်နီကန်ခြေကဟူတီတပုံတွေကိုဖယ်ရှားဖို့အစိုးရရဲ့ကြိုးပမ်းမှုစတင်ခဲ့တဲ့ကနှစ်ဘက်ပေါင်းတည်ဆုံသူရေအတွက်ဟာ၄၀၀ဦးရှိသွားပြီလို့လည်း AFP သတင်းမှာဖော်ပြရေးသားထားပါတယ်။